ဖိုးရဖိုးရမင်္ဂလာပါရှင်မင်္ဂလာပါကဲကျမတို့ဒီနေ့ဩစတြေးလျကူနာရှင်အသင်းပေါ့နော်ကူနာရှင်အသင်းကတက်ကြီးဖိုးဖွားများရဲ့ငွေလှူတဲ့ငွေလှူ၅သိန်းကျပ်လှူဒန်းထားတာဖြစ်ပါတယ်နော်ဖိုးရဖွားရ16ရောက်ရှိပါတယ်နော်တစ်ချက်အောင်ကိုတဦးလျင်3000စီဖြင့်လှူဒန်းကုသိုလ်ယူသွားမှာဖြစ်ပါတယ်နော်။ကဲဩစတြေးလျကူနာရှင်အသင်း266ကြိမ်မြောက်အလှူတဲ့အမြဲတမ်းလဲသိပြီးသားဖြစ်ပါတယ်နော်။အလှူဒန်းအလှူဒန်း လာစဉ်လာတိုင်းလှူဒန်းကုသိုလ်ယူနေတဲ့အသင်းဖွဲ့ကြီးဖြစ်ပါတယ်နော်ဒီနေ့ဟာ266ကြိမ်မြောက်တက်ကြီးဖိုးဖွားများငွေအလှူတဲ့နော်ကဲဩစတြေးလျကုနာရှင်တင်းသူတင်းသားများကိုဖိုးလို့ဖွားလို့မေတ္တာလေးပေးရအောင်ဆုတောင်းမေတ္တာလေးပို့ရအောင်နော်ကဲလှုပ်ပါအောင်အလှူရှင်ကျမ်းမာပါစေချမ်းသာပါစေချမ်းသာပါစေနာနာပါစေ ီပဲမကစားတဲ့သဘောရောပါပြီလူရနိုင်တဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်များဖြစ်ပါစေခင်ဗျာဟုတ်ကဲ့ပြည့်တဲ့စုနဲ့ပြည့်ပါစေဟုတ်ပါပြီကဲဝင်းလေးဒီကစလူအောင်ဒီဘက်ကအေးဟုတ်ပြီကဲတက်တူးလည်း3000စီလူမယ် ကဲဩစတြေးလျကရုဏာရှင်တင်းသူတင်းသားများရှင်ကျေးဇူးအထူးတင်ရှိပါတယ်လူကံပုဂ္ဂိုလ်ဖိုးပွားများရဲ့ကိုစားကျေးဇူးတင်ပါတယ်နော်အလူရှင်နဲ့မိသားစုအားလုံးလို့ရှင်စိတ်ချမ်းသာခြင်းကိုယ်အကျမ်းမာခြင်းဖြင့်ပြည့်စုံကြပါစေယနေ့လှူဒန်းတော်ဤကောင်းမှုကုသိုလ်များအားလုံးတို့၏အကြောင်းတရားတို့သည်နိဗ္ဗာန်ရောက်သည့်ချိန်တိတိုင်အောင်မရှိဟူသောစကားပေသောခါမှမကြပါစေနဲ့ရှင်မပြည့်စုံဟူသောစကားပေသောခါမှမကြပါစေနဲ့ရှင် ိတ်သွားတန်းကိုပါ၍လှူဒန်းထောက်ပံ့သာသနာပြုနိုင်ကြပါစေရှင်။ယခုဘဝယခုခန္ဓာဖြင့်ပင်လင်မဉ္ဇဉ်ပုညံနိဗ္ဗာန်မြတ်ကိုလွယ်ကူသောအခြင်းနှင်မြန်သောတိညာတို့ဖြင့်မျက်မှောက်ပြုနိုင်ကြပါစေရှင်။နှစ်တောင်းပို့တယ်မလားပေးနှစ်တောင်းပို့တာကိုနှစ်တောင်းပို့တာကိုအဖို့ပေးလိုက်မယ်ရော့အဖို့ကဲဟုတ်ပါပြီကဲ ားလုံးကျေးဇူးတင်ကြောင်းလေးပြောပါအောင်အားလုံးရဲ့ကိုစားပို့အပ်ခဲ့ပြောပါအောင်လူလုံးလူရန်ရယ်အလူဒါရကအလူဒါရကမှမိသားစုကဒီလည်းမကစားရတဲ့ဘုရားလူနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များကြီးဖြစ်ပါသေးခင်ဗျာပြည်သူနဲ့ပြည်ပါစေကဲပို့လို့လဲဝင်းတာလည်းမလားဝင်းလာပါရဲ့ပျော်တယ်မလားပျော်ပါရဲ့မရတဲ့ဖိုးပွားတွေအဖိုးပွားတွေလူမယ်ဆိုတော့တန်းကိုစီး ။တမိမာအသက်ကြီးတဲ့လူဒုံကောက်တွေရော မနှဲရွေးထုတ်လိုက်ရတဲ့ပိုးပွားတွေကိုနော်။ကဲဟုတ်ပါပြီရှင်။ကဲကဲအားလုံးဖို့လို့ပါလေစက်မှပါစေချမ်းသာပါစေအဆအဆင်ပြေကြပါစေနော်။ကဲကောင်းမှုကုသိုလ်သမ ्या နော်။ ကုသိုလ်ရဲ့ကြိုးဟုသမျှခံစားဆန်စားပါစေ။ယနေ့အလှရှင်ဩစတြေးလျကုနာရှင်တင်းသူတင်သားများအားလုံးဒီလေယခုလိုတန်ကျေဖို့ပွားများလှူဒန်းရသောဤကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းတရားသည်နိဗ္ဗာန်ရောက်သည့်အချိန်ဤတိုင်အောင်ဖြစ်လျာဘဝတိုင်းဘဝတိုင်းကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသမျှခံစားဆန်စားပါစေရှင်။ကဲကျမလှူလို့ပြီးပါပြီ။ live လေးချပါပြီရှင်။ကဲကိုမျိုးမင်္ဂလာပါရှင်ကိုနန္ဒမင်္ဂလာပါကုသိုလ်တွေထပ်တူရကြပါစေရှင်